လူဟာအသက်ရွယ်ရလာလေလေငွေကြေးအမိခုကင်းတဲ့ဘဝကိုပိုပြီးလှုပ်ရှင်နေလေဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီအသက်30ကျော်40တန်းပေါ့နော်ဒီလိုလူလက်ပိုင်းရွယ်ရောက်လာတဲ့အချိန်မှာဖြစ်လစ်ဖြစ်တာရှိတဲ့ financial independence အိမ်မက်အကြောင်းကိုပြောပြပေးသွားခြင်းပါတယ်ဒါကကျွန်တော်ရဲ့မိတ်ဆွေဒီတပုံဆရာတယောက်စီကိုကျွန်တော်အဆောင်လဆောင်တုပ်ပို့လိုက်တဲ့အတွက်သူကလိုက်ပြီးတော့ကျွန်တော်ကျေးဇူးတင်ကြောင်းပြောလို့ပဲကျွန်တော်ဒီငွေကြေးရင်းနှီးမြှုပ်နှံမှု နဲ့ပတ်သက်တဲ့စာအုပ်တော့လှမ်းပြီးတော့လက်ဆောင်ပို့လိုက်တာပို့ပြတာလည်းဒီလိုပေါ့အဲ तू ကညောင်ပိုင်းမှာပြောပြောလာတာ तू ကြားပြီ तू ပတ်ဆက်ဖင်ကန်းနေပတ်ဆက်ဖင်ကန်းလမ်းကြောင်းနေ create လုပ်ခြင်းနဲ့ तू investment နေလုပ်ခြင်းနဲ့ဆိုတော့ကျွန်တော်အဲ့ဒါလေးအဲ तू ဒီပိုင်းစိတ်ဝင်စားရတယ်ဆိုပြီးတော့ကျွန်တော်စာအုပ်လက်ဆောင်လှမ်းပို့လိုက်တာပေါ့ကျွန်တော်မိတ်ဆွေက तू ကအသက်ကဒီ50နာရီပြီပေါ့လေသူရဲ့ဒီ professional အလုပ်မှာလည်း तू ကတော်တော်လေးအောင်မြင်နေတဲ့လူတယောက်လို့ပြောလို့ရတယ်။ तू မှာဝင်ဝင်ကောင်းကောင်းရှိတယ်။ ပိုင်းတိုက်ခန်းကိုပိုင်းကားနောက်ဘိုင်ဒန်နိုင်မော်တော့သူရဲ့ဒီရိုက်ခွေပစ္စည်းတွေကင်မရာပစ္စည်းတွေအစားဖြင့်ရှိတယ်ပေါ့နော်သူအထိုင်းလျောက်သူအောင်မင်းနေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူအဲ့မှာထပ်ပြီးဖြစ်လာတာပါလဲဆိုရင်ခုနလိုပေါ့ကိုတိုင်းထက်တဲ့ဝင်လုံနေရတာကြီးထက်အဲသူကကိုတိုင်းထက်တဲ့ဝင်အလုံးမလုံးလဲရတယ်ဒီ Pacific ကလမ်းကြောင်းလေးသူတိဆောက်ချင်လာတော့ပေါ့နော်ဒါသူခဏခဏပြောတာဆိုတော့ကျွန်တော်လူတယောက်ကအသက်ရွယ်ရလာပြီကျွန်တော်သတိထားမိတဲ့လောက်ပေါ့နော်ဒီ အ30ကျော်အထူးသဖြင့်35 40ပတ်ချက်လဲရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ်တိုင်း9 to 5တထဲဝင်တနေကုန်အလုံးလုံးတွေအနေနဲ့စာရင်ကျွန်တော်တို့ကိုယ်တိုင်းထထဲဝင်အလုံးလုံးလည်းပဲဒီရှားတဲ့ဝင်ဝင်လမ်းကြောင်းတွေပေါ့နော် Pacific ကနေဖန်တီးချင်လာတဲ့စိတ်ကပုံပြီးရှိလာပါတယ်ဒါမှမဟုတ်အဓိကနှစ်ပိုင်းပေါ့နော်ပထမတစ်ချက်ကပါလဲဆိုလို့ရှိရင်ဥမာဗျာကျွန်တော်တို့ဒီ35 40ပတ်ချက်လဲလောက်ရောက်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့မိတ်ဆွေပေါင်းစင်းတွေအရင်လုံးပေါ်ကိုင်းဘက်အဟောင်းတွေပြန်ကြည့်လိုက်ရင်လည်းတော်တော်များများကိုယ်ပိုင်လုပ်ငန်းလေးတွေစပြီးတော့ အလုပ်နေရပြီတချို့ဆိုတော့ investment တွေလုပ်ပြီဒီကနေဝင်ငွေရလာတယ်သူတို့ family ကိုသူတို့အချိန်ပေးနိုင်တယ်အဲသူတို့လှုပ်ရှင်တဲ့လှုပ်လေးတွေဝါသနာပါတာလေးတွေလှုပ်လို့ရတယ်သူတို့အလုပ်ကိုအဲထဲထဲဝင်သွားလှုပ်ရှင်လဲလှုပ်မယ်တခါတရံလဲမလှုပ်ရှင်လဲမလုပ်ဘူးเนาะဒါမျိုးနဲ့သူတို့ကလက်ပတ်လို့ရလာပြီဒါမျိုးလည်းဒီလိုအားကြလာတဲ့စိတ်ကလည်းဖြစ်လာတယ်ဘောနော်ဒုတိယတစ်ချက်ကတော့ပါလဲဆိုလို့ရှင်ဒီကျွန်တော်စဉ်းစားကြည့်ပြအသက်20လောက်တဲ့အရွယ်လောက်တဲ့ကျွန်တော်တို့ကဒီအဲ9 to 5ဝန်ထမ်းလှုပ်လာပြီးတော့ကျွန်တော်တို့ခြိတက်ပြီးတော့လှုပ်လာရတယ် အဲဒီမှာကျွန်တော်တို့ကဒီဆယ်စုနှစ်တင်တဲ့ခြေကြာလာတဲ့ချိန်မှာဒီသူများလုံးမှာကျွန်တော်တို့ကတလီဖုန်သွားပြီးတော့ရုံးထိုင်ပြီးလုံနေရတဲ့အလုပ်မျိုးတွေညှင်းဝေလာတာလည်းပါတယ်ပေါ့နော်အဲကိုပိုင်ချိန်လေးလိုချင်လာတယ်ဟိုကိုလိုချင်တာလေးလုံလုံမယ်ပုံမိသားစုတွေချိန်ပေးမယ်အစတဖြစ်ပေါ့နော်ဟိုတံပြောင်းနေစဉ်းစားမိလာတဲ့အခါကျတော့ဒီခုနလို passive income stream တွေကိုစပြီးတော့စဉ်းစားလိုက်ပေါ့ဆိုတော့ကျွန်တော်တို့ဒီ active income တစ်ခုတည်းမှာမမိခိုးဘဲနဲ့เนาะအများတန်းရုံးတက်ပြီးတော့အလုံးမလုံးဘဲနဲ့ အခုနောက်လို့ကျွန်တော်တို့ကခြေထောက်ဝင်အလုံးမလုပ်လည်းပဲရလာတဲ့ဝင်ဝင်လာညောင်းပေါ်မှာပြီးခိုးချင်တဲ့ဆိုတော့ကျွန်တော်တို့ကဒီနှစ်ပိုင်းပေါ့နော်အဲကျွန်တော်အများတန်းပြောတယ်ကိုပိုင်လုပ်ငန်းလုပ်ရင်လုပ်နောက်ကျွန်တော်တို့ဒီ investment လုပ်ရင်လုပ်ပေါ့ဒီ passive ပင်ငန်းလမ်းကြောင်းဖြန်းပြီးဖို့ဆိုရင်တော့ကျွန်တော်တို့ကိုပိုင်လုပ်ငန်းလုပ်လို့ရတယ် investment နဲ့ကျွန်တော်လုပ်လို့ရတယ်ဒီမှာတော့ကျွန်တော်ကိုပိုင်လုပ်ငန်းလုပ်တဲ့ကြောင်းနည်းနည်းစောင့်ပေးပြီးတော့ပို့ပြောရမှာပဲကျွန်တော်ကိုပိုင်လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်လည်းနံပါတ်1ကတော့ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုတွေအရေးကြီးတယ်ပေါ့နော်အထူးသဖြင့်တော့ကျွန်တော်အသက်30 မတိုင်ခင်တည်းကပို့ဖို့ဒီလမ်းကြောင်းတစ်ခုပေါက်ထားဖို့လိုတယ်ကိုကဘယ်လောက်ကိုရွေးချယ်မှာလဲဘက်ကရီယာနဲ့ကျွန်တော်တို့ရှေ့ဆက်မှာလဲဘာသာကျွန်တော်တို့တေချာလေးရွေးချယ်ဖို့လိုတယ်ချို့ဆိုရှိတယ်ဒီအသက်ကဒီ30 30ကျော်40ရောက်လာပြီကျွန်တော်တို့မလုပ်လို့ချင်မှမတည်ဘူးကျွန်တော်လမ်းပြောင်းနေတာလည်းရှိတယ်ဒါမျိုးနဲ့ဆိုင်ကျွန်တော်ခုန30မတိုင်ခင်ကပုပ်ပုပ်ကိုလမ်းကြောင်းတစ်ခုတွေ့အောင်ကျွန်တော်ရှာထားဖို့လိုတယ်။အဲပြီးတော့လေကျွန်တော်တို့ဒီဘက်မှာဒီငွေကြေးရင်းနှီးအဖြစ်လဲအစင်းစင်းပြောင်းဆိုရင်ကျွန်တော်တို့က ဝင်ဝင်ရှာတာနောက်တစ်ခုကဒီစုဆောင်းတာတွေအထိုင်လဲကျွန်တော်တို့လှုပ်ထားဖို့လိုတယ်ကျွန်တော်အရင်ဝန်ထမ်းဘွားတဲ့ကျွန်တော်ကိုယ့် team member တွေအများကြီးပြောတာရှိတယ်ခင်ဗျားတို့ပင်ညာရောက်ရောက်ပေါ့နော်ကိုအလုံးလုံးနေတယ်ဆိုလို့ရှင်အကောင်းဆုံးဖြစ်အောင်လို့အရေးကြီးတာကအကုတ်ကိုဖြည့်ရရှိတာဖြည့်ပြင်ဆင်ရရှိတာပြင်ထားဖို့ကျွန်တော်ကုတ်ကိုဖြည့်ထားတယ်ဆိုလို့ရှင်ပင်ညာရောက်ရောက်ပေါ့နော်ကျွန်တော်တို့အဆင်သင့်ဖြစ်ဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်အရေးကြီးတာတော့ကျွန်တော်တို့ကလုံးဆက်ရှိတာရဲဝန်လောက်ပါအကျွန်တော်အသိမိတ်ရှိတဲ့တဲမှာလည်းရှိတယ်တချို့ဆိုလို့ရှင် သူတို့လုံးမှာသူတို့တအားတော်ကြရတယ်။တော်တော်များများလည်းတောင်းအောင်ယူနိုင်တယ်။ဒါပေမဲ့ကိုယ်ပိုင်လုံကလည်းစနိုင်တဲ့အခြေအနေရှိတယ်ပေါ့အရင်ကြီးကအစားပေါ့ဒါပေမဲ့သူတို့လောက်ပါလောက်ပါလို့ပြောလို့ရှိရင်သူတို့တော်တော်နဲ့မလုတ်ပြေဘာလို့လဲဆိုတော့ဟိုလက်ရှိကျွန်တော်တို့ကအဆင်ပြေနေတဲ့အခြေအနေလေးတောက်ပြတ်သွားမှာဆိုရင်လို့ပေါ့လေဆိုတော့ကိုကလုံနိုင်တယ်ဆိုလို့ရှိရင်ခွန်လန်းရှိတယ်ဆိုရင်တော့မှာပဲဒီခုနကဒီလွန်ရက်ကရင်တဲ့စိတ်ကလည်း impact ကြီးကြီးပါတယ်ကျွန်တော်စသဲရှိတာစားဖို့လို့လေ လချို့ကျွန်တော်တို့ဒီလွဲတာတွေမှားတာတွေကျွန်တော်ကြုံကောင်းကြုံအောင်နိုင်အဆင်မပြေတာလေးဒါပေမဲ့ဒီလိုပဲကျွန်တော်တို့ကဒီလုံရင်းတင်နဲ့ဒီလိုပဲတိဆောက်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဘတ်ဆက်ပင်ကန်းတွေတိဆောက်ခြင်းနဲ့နော်ကိုရန်ထဲတုန်းကအလုံးမလုံးပဲလဲကျွန်တော်တို့ကဒီဝင်ငွေလမ်းကြောင်းတစ်ခုနဲ့ရက်တည်ခြင်းနဲ့ဆိုလို့ရှိရင်ခေါင်းကိုပိုင်လုပ်ငန်းလုံးလုံးဒါမှမဟုတ်ကျွန်တော်တို့ investment လုပ်ရင်တော့ရေးကြီးတာကျွန်တော်တို့အဲ source ပြင်စရာရှိတာပြင်ပြီးတော့လောက်ဆရာရှိတာကျွန်တော်ရေးအောင်လုပ်ဖို့ကြိုးစားပါတယ်အားလုံးကျေးဇူးတင်ပါတယ်